မြစည်းမပြိသက်များအားလုံးပဲမင်္ဂလာပါအော်တိုဘားလ6ရက်နေ့ညခွန်နာရီဒီမြစည်းမပရိုင်တိုင်းမြစည်းမသတင်းအစီအစဉ်ကနေကြိုဆိုပါရစေကျွန်တော်ဆိုင်းခမ်းပါဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့သတင်းကျွတ်လာပြည်နေမှာတီဘောမျိုးကိုစစ်ကော်မရှင်၄ချောင်းတိုက်ခိုက်မှု၃ဦးတန်ရာရတဲ့သတင်းမုံရွာမှာရဲတွေလိုက်ပါလာတဲ့ရင်ကိုပြစ်ခတ်တိုက်ခိုက်ရမှာ၄ဦးသေဆုံးတဲ့သတင်းရန်ကုန်ကဟိုတယ်တစ်ခုမှာအမျိုးသမီး2ဦးအပိုင်းပိုင်းခုတ်ထစ်တပ်ဖြတ်ခံရတဲ့သတင်း ကဏီမြို့နယ်မှာစစ်အုပ်စုရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြခဲ့တဲ့အကြောင်းနဲ့မြေပြိုမှုနဲ့ရေကြီးမှုကြောင့်နီပေါနဲ့အိန္ဒိယမှာလူ63ဦးသေဆုံးတဲ့နိုင်ငံတကာသတင်းပြင်နောက်ဆုံးရကုန်စည်နှုန်းနဲ့တခြားရေကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါတီဘောမျိုးကသတင်းနဲ့ဆက်လက်ရအောင်ပါ တောင်းတက်မတော် TLL ထိန်းချုပ်ထားတဲ့တီဘောမြို့ကိုအာနာသိန်းစစ်ကော်မရှင်တပ်ကဒီကနေ့တရင်ကျွတ်လာပြင်းနေမှာတိုက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့လို့ကလေးငယ်တဦးအပါအဝင်၃ဦးဒဏ်ရာရခဲ့ကြောင်း TLL ကတရင်ထုတ်ပြန်ထားပါဗျ။ဒီကနေ့မနက်ကိုရိုနာ40မိနစ်လောက်မှာတီဘောမြို့တွင်မှာရှိတဲ့ microwave ဆက်သွယ်ရေးတွေကို ပေါင်250ဘုံကျဲချတိုက်ခိုက်ခဲ့တာကြောင့်တနှစ်အရွယ်ကလေးငယ်တူအပါအဝင်၃ဦးတန်ရာရခဲ့ပြီးမိုက်ခရိုဝေ့အဆောက်အဦနဲ့နေအိမ်တစ်လုံးပျက်စီးခဲ့ရတာပါဒါပြင်ဒီနေ့မနက်မှာပဲနမတူမြို့မြို့မဆေးရက်ကွက်နှစ်မှာရှိတဲ့ပြည်သူလူထုနေထိုင်ရာနေရာကိုထပ်မံဘုံကျဲတာကြောင့်နေအိမ်၆လုံးပျက်စီးခဲ့ရပါတယ်အနာဒိန်စစ်ကော်မရှင်တပ်ဟာပြီးခဲ့တဲ့ရက်ပိုင်းတွေကတီဘောမြို့နယ်ကိုလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေတာပါ ကြောင်မဲမျိုးကိုပြန်လည်ထိုးစစ်ဆင်တင်ပိုက်ခဲ့တဲ့စစ်ကောင်စီတပ်ကနောက်ထပ် TLL ထိန်းချုပ်မျိုးဖြစ်တဲ့တီဘောကိုဆက်လက်ထိုးစစ်ဆင်ဖို့ပြင်ဆင်နေတယ်ဆိုတဲ့သတင်းတွေနဲ့အတူစစ်ကော်မရှင်တပ်ကလေကြောင်းစစ်ဆင်ရေးတွေဇက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။စစ်ကောင်စီတပ်ဟာ TLL တင်ပိုက်ဒေသတွေကိုသာမကဘဲတခြားတိုင်းဒေသလက်နက်ကိုင်တွေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်တင်ပိုက်ရရှိခဲ့တဲ့နေရာတွေကိုလည်းလူဝင်အားလက်နက်ကြီးဒရုန်းနဲ့လေကြောင်းတွေအသုံးပြုပြီးတိုက်ခိုက်မှုတွေပြုလုပ်နေပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလ2ရက်နေ့ကလည်းနမတူမြို့ကိုပုံကျဲခဲ့တာကြောင့်ပြည်သူ၄ဦးသေဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်ခင်ဗျာမုံရွာဘက်ကတရင်နဲ့ဆက်ရအောင်ပါ ။စကိုင်းတိုင်းမုံရွာမြို့နယ်မှာအိမ်စည်းကားတစ်စီးနဲ့လှည့်လည်ပြီးခီးသွွားပြည်သူတွေစီကငွေကြေးနဲ့ပစ္စည်းတွေအတင်းအဓမ္မလိုက်လံဆက်ကြီးကောက်နေတဲ့ရဲလေးဦးကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာရဲရာရှိ၃ဦးနဲ့ရဲတပ်သား၃ဦးစုစုပေါင်းရဲလေးဦးတေဆုံးသွားခဲ့တယ်လို့မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့စီကတရားဝါတယ်။ အော်တိုဘားလာ၄ရက်နေ့မနက်ပိုင်းကတာစီလန်းနဲ့အတော်အဝိုင်းပတ်မှာငွေကြေးကောက်ခံနေတဲ့အချိန်တွားရောက်ပြစ်ခတ်ခဲ့တာဖြစ်တယ်လို့မုံရွာမြို့နယ်ပါလာဖခေါင်းဆောင်ကိုဟာကူကမျက်စိမှာကိုပြောပါရယ်ဒီမီရှင်အတွက်အတော်လေးအချိန်ယူထားရတာတခါဆိုတခါပြီးပြတ်အောင်လုပ်ရတာတခါလွဲသွားရင် ပြန်လုပ်လို့မရတော့ဘူးအခုလဲပြစ်ကွင်းမကောင်းတဲ့ဂျာကပြီးပြတ်အောင် လုပ်ရတာကိုဘက်ကဥအောင်ပြစ်နိုင်လို့သာအတာစီရခဲ့တာလို့ကိုဟာကူကပြောပါရယ် တိုက်ပွဲအတွင်းကနေတေဆုံးရဲတပ်ဖွဲ့ဝင်တွေစီက G3 တနက်နှစ်လက်၊ကိုမမပစ္စတိုတလက်နဲ့ကြီးစံတချို့အပါအဝင်တယ်လီဖုန်းတွေတင်စီရမိခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းမှာအခင်းဖြစ်ပွားရာနေရာကိုစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရောက်ရှိလာပြီးတဲ့နောက်အနီးအနားကခြေဝါတွေကိုဝန်းရောက်မှွေနှောက်သွားခဲ့တယ်လို့ကိုဝါကူကဆိုပါတယ်။ စစ်ကောင်ရှင်တပ်ဟာမုံရွာမြို့နယ်အတွင်းကနေမည်စိုးမိုးမှုပုံမူရရှိနိုင်ဖို့အတွက်ခြေကုပ်ရယူတဲ့နေရာတွေပုံမူများပြားလာနေပြီးတော်လိုင်းတပ်ဖွဲ့တွေဘက်ကလည်းတိုက်ခိုက်ဖို့အမဲဆောင်ဆိုင်နေတာကြောင့်ပြည်သူလူထုအနေနဲ့စစ်ကောင်ရှင်တပ်ဖွဲ့နဲ့အနီးကပ်နေထိုင်သွားလာတာမပြုကြဖို့တော်လိုင်းတပ်ဖွဲ့တွေကတိုက်တွန်းထားပါတယ်အဒီတိုက်ခိုက်မှုကိုမုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မုံရွာမြို့နယ်ပါလာဖာចောင်းသားတပ်တော် SAF မုံရွာခရိုင်တပ်ရင်းနှစ်ခွဲတဲ့ ရွာစောကြီးတော်လန်တန်နဲ့ဘူးတလင်မိုဘိုင်းတင်တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာပြည်သူတွေအခြားထိတ်လန့်ခဲ့ရတဲ့ရန်ကုန်ကလူတက်မှုအကြောင်းကိုဆက်ပြောပြမှာပါရန်ကုန်မြို့လေကောင်ဗဘဲတန်းမြို့နယ်အမှတ်7ရပ်ကွက်32လမ်းအထက်ဘလောက်မှာရှိတဲ့ Beautyland Hotel မှာအော်တိုဘားလ6ရက်နေ့ဒီကနေ့မနက်ကအမျိုးသမီးတစ်ယောက်ကိုအပိုင်ပိုင်ခုတ်ထက်တပ်ဖြတ်ခံခဲ့ရတယ်လို့မြို့ကန်ဒီစီကတရားဝါတယ် Beautyland Hotel အခန်းနံပါတ်902မှာတဲခိုးတဲ့အမျိုးသမီးကိုဒီကနေ့မနက်9:00နာရီခွဲလောက်မှာလူသက်သမားကအပိုင်းပိုင်းခုတ်ထစ်တတ်ဖြတ်ပြီး အခန်းအပြင်ဘက်လေးအေးပေးဆက်တက်ဆင်ထားတဲ့စင်ပေါ်မှာ အမိုက်အိတ်အပြာနဲ့ဆုံပစ်ခဲ့တာလို့ဒေသခံတွေကပြောပါတယ်။ဖြစ်စဉ်ကိုအနီးနားမှာနေထိုင်တဲ့ပြည်သူတွေကတွေ့ရှိခဲ့တာကြောင့်ရက်ွက်အုပ်ချုပ်ရေးမှုကိုအကြောင်းကြားခဲ့ပြီးအဲဒီကတဆင့်ရဲတပ်ဖွဲ့စီအကြောင်းကြားခဲ့တာလို့သိရပါတယ်။ အဲ့ဒီနောက်စစ်ကောင်စီတပ်နဲ့ရဲတွေရောက်လာပြီးဟိုတယ်က CCTV မှတ်တမ်းတွေနဲ့ဝန်ထမ်းတွေကိုစစ်ဆေးတာတွေလုပ်နေတယ်လို့ဒေသခံတွေကပြောထားပါဗျ။ဒီဖြစ်စဉ်နဲ့ပတ်သက်လို့စစ်ကော်မရှင်ဘက်ကတော့တစုံတရာသတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။အာဏာသိမ်းစစ်ကော်မရှင်စိုးမိုးထိန်ချုပ်ထားတဲ့ရန်ကုန်မြို့မှာလူရဲမှုနဲ့လူတက်မှုတွေမကြာခဏဖြစ်နေတာကြောင့်မြို့နေပြည်သူတွေဟာနေစဉ်ဘဝမလုံခြုံမှုတွေနဲ့ကြုံတွေ့နေရတယ်လို့ပြောကြားထားကြပါဗျာ။ စကိုင်းတိုင်းကဏီမြို့နယ်မှာစေအိုစုကကျင်းပဖို့ပြင်ဆင်နေတဲ့အတူရောင်ရွေးကောက်ပွဲစန့်ကျင်တပိတ်ကိုမနေ့ကအော်တိုဘာလ9ရက်နေ့ညနေပိုင်းမှာပြုလုပ်ခဲ့ကြပါတယ်။ဒီရွေးကောက်ပွဲစန့်ကျင်ဆန္ဒပြပွဲအခြေအနေနဲ့ပတ်သက်လို့မြစည်းမတည်င်းတောက်ကိုလွှမ်းမိုးကမြေပြင်အခြေအနေကိုတွားရောက်တည်င်းယူတင်ဆက်ထားပါတယ်။ရုပ်သံဖိုင်ကိုကြည့်လိုက်အောင်ပါ။အခုကျွန်တော်ကြားနေရတဲ့တန်တီးကတော့ဒီစစ်ကောင်မရှင်ရပြုလုပ်မဲ့ရွေးကောက်ပွဲကိုဘယ်လိုမရှိတဲ့အကြောင်း စန္ဒပြနေတဲ့အတန်တွေပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီဒီစန္ဒပြဝဲရတော့ကျွန်တော်တို့ခဏီခဏီမျိုးနယ်ကခြေရော်တရားမှာပြုလုပ်နေတာဖြစ်ပါတယ်အဲ့ဒီကိုကျွန်တော်ရောက်ရှိနေတာဖြစ်ပါတယ်အဲစစ်ကောင်စီတပ်ကဇူလိုင်လ31ရက်နေ့ကကျင်းပတဲ့အထင်းမှာအဲကျွန်တော်တို့ကဏီမြို့နယ်ဟာအဲစစ်အုပ်ချုပ်ရေးကျင်းပတဲ့မြို့နယ်တွေမှာပါဝင်ပဲရွှေကောက်ပွဲလုံးမဲ့မြို့နယ်တွေမှာလည်းကဏီမြို့နယ်ကပါဝင်နေတာဖြစ်ပါတယ် အဲဒါကြောင့်မို့ကဏီဒေသခံတွေကစစ်ကော်မရှင်ကလုံးမဲ့ရွေးကောက်ပွဲကိုဘလို့မရှိရကြအောင်ဆန္ဒပြခဲ့ဆန္ဒပြနေကြတဲ့အတန်ဒီပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲဒီလိုဆန္ဒပြနေတဲ့အချင်းတွေနဲ့ပတ်သက်ပြီးတော့ဆန္ဒပြပွဲမှာပါဝင်နေတဲ့ဒေသခံတွေကိုကျွန်တော်တို့ဟိုအင်တာဗျူးမေးမြန်းမှာဖြစ်ပါတယ် ဘူး။ဟုတ်တယ်လေ။ဟမ်။တစ်တိုင်းတော့မသွားတော့ဘူး။တော့ရေကောက်ပွဲပုံကကိုလိုလိုဒေတာခံပြည်သူတွေအနေနဲ့ဘယ်လိုမြင်လဲ။အဲဒီရေကောက်ပွဲကတရားမျှတမှုရှိသလားမရှိသလားပေါ့နော်။အဲဒီပေါ်ပုံမဆက်ပြီးလဲအဲကျွန်တော်ပြောပြပေးပေါ့။တရားမျှတမှုရှိမရှိကိုပြောမှာစင်တယ်။ကျွန်တော်ကတရားမျှတမှုလို့မမြင်ဘူး။ကိုလင်းနေတာမို့လဲရှိမယ်လို့ကျွန်တော်ကမမြင်ရဘူးပေါ့။နောက်ပြီးတော့သူ့ရဲ့ဒီရုပ်ောက်ပွဲဆိုရင်သူ့ဖက်ပေါက်တန်းတာလောက်ကိုကျွန်တော်မြင်တယ်။အဲနောက်ပြီးတော့အဲသူ့ကပြည်သူတွေလုံးဝမပါဝင်တာဖြစ်တဲ့အတွက် ဒီယောဂပွဲဟာဆိုလို့ရှိရင်အနေအထားတွေပြည့်နေတယ်လို့ပြောခြင်းတယ်ဒီယောဂပွဲနေမှာနိုင်ငံတော်ကိုနိုင်ငံတကာအဆင့်မီပေါ့ဗျာအဆင့်မြောက်အောင်ဆွဲတင်ပေးနိုင်မယ်ဒုတိယမဟုတ်တွန်းတင်ပေးနိုင်မယ်အဲ့မှာတကျွန်တော်တို့ခေါင်းဆောင်ကျွန်တော်တို့ရနိုင်မယ်လို့ကျွန်တော်မမြင်ဘူးဗျာကျဘယ်လိုပဲဖြစ်ဖြစ်ဒီယောဂပွဲဆိုလို့ရှိရင်ဝက်လက်ပြီးတရားမျှတတဲ့ယောဂပွဲမဖြစ်နိုင်ဘူးကျွန်တော်တို့မြင်ရတယ်ဗျာစစ်တော့မရှိရတော့ကနေမျိုးနယ်ကိုယောဂပွဲတော့ပြောတယ်ပေါ့နော် လက်ရှိအနေအထားမှာကင်းညွန့်ရဲ့ဘူးရှင်ချီလိုကကင်းညွန့်နယ်မှာကဒီကောက်ပွဲလုံးလို့အစီအစဉ်နိုင်တဲ့အခြေအနေရှိတာဗျ။စစ်ကောင်စစ်ကောင်မရှင်ကတော့ရွေးကောက်ပွဲကင်းညွန့်နယ်မှာကျင်းပမယ်လို့သူတို့ကကြေညာထားပေမဲ့မြေပြင်အခြေအနေကသူတို့မှာရွေးကောက်ပွဲဖြစ်နိုင်တဲ့အနေအထားမရှိပါဘူးခင်ဗျ။ဘာလို့လဲဆိုလို့ရှိရင်တို့ကင်းညွန့်နယ်ရဲ့60ရာခိုင်နှုန်းကျော်ကျော်ကိုကျွန်တော်တို့ပြည်သူတက်တွေကစွမ်းမိုးချုပ်ကန်စိုးမိုးထားတယ်။သူတို့ရဲ့ ထုတ်ကန်မှုကလက်တော်ဝါးစာတော်မှရှိရနေသမှာသူကရောက်နေတယ်ပြီးတော့ကျွန်တော်ကနေမှာဆိုရင်စစ်ကောင်စီရဲ့ရန်တရားလက်ပတ်မှုကလည်းရက်ဆိုင်သွားတော့တော်တော်ကြပြီအကြောင်းမို့သူတို့ရဲ့မြေပြင်အနေထားရတော့ဘလို့မှမဖြစ်နိုင်ပါဘူးသူတို့ဘလို့အစီအစဉ်နဲ့လုပ်မယ်ဆိုတာတော့ကျွန်တော်မပြောတတ်ဘူးပေါ့ဗျာနောက်ပြီးတော့သူတို့ရဲ့လက်ရှိအနေထားအရာဆိုလို့ချင်းသူတို့ရဲ့ပြည်သူတွေဘုံရက်ဆက်ရုံမှန်နေမှုတွေလေချောင်းတိုက်ခိုက်မှုတွေနောက်ပြီးတော့ပြည်သူကြေးရွာတွေပြည်သူဟိုအသက်အိုးကြီးစီစဉ်တွေကိုဖြတ်စီးနေမှုတွေကြေးရွာတွေမိရှုနေမှုနေရာတွေကိုပြည်သူတွေကကြည့်ပြီးတော့သူတို့ကိုလည်း တ်ကဆန်သားပြတယ်အဲ့ကြောင့်မို့ရခုအချိန်တွေရကျွန်တော်ဆန်သားပြဖို့ပြုလုပ်နေတာဖြစ်ပါတယ်မရှိရတော့ကဏီမျိုးနယ်ကိုရွေးကောက်ပွဲလုပ်မယ်လို့ဟိုကြေညာထားလာရောရှိရပါတော့ပြည်ပြည်ရှင်းဒီမှာကကျွန်တော်တို့ကဏီမျိုးနယ်မှာဆိုလို့ရေစစ်ကောင်ရှင်ချက်တက်ဆွက်ထားတဲ့နေရာ၃ခုပဲရှိပါတယ်အဲ့ဒါကတော့ကဏီမျိုးပေါ်နဲ့အလေကျွန်းစစ်ကောင်စီထိုင်တဲ့စကန်ရဲ့ကျွန်တော်တို့ယာကြီးတာဝန်ရဲ့စကန်ကုန်းရဲ့ဆိုပြီးတော့၃ခုရှိရပါတော့ အဲ့ဒီတုံးနေရာကိုပဲစစ်ကောင်စီကတက်ဆွဲထားတာဖြစ်ပါတယ်။အဲ့ဒီနေရာတွေကလွဲပြီးတော့အဲ့ဒီနေရာတွေမှာကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေတည်တံ့မယ်ပေါ့နော်။ဒါနေထိုင်ရတာဖြစ်ပါတယ်။ဒေသခံတွေဘာတွေကဒေသခံပြည်သူအများစုတော့အဲ့ဒီနေရာတွေမှာရှိကြပါဘူး။ဒါကျန်တဲ့နေရာတွေကတော့ကျွန်တော်တို့ဒီတော်လိုင်းအင်အားစုတွေကစုမှုထားတာဖြစ်ပါတယ်။ခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုရှုစားမှာဖြစ်ပါတယ်။ မြေပြိုမှုနဲ့ရေကြီးမှုတွေကြောင့်နီပေါနဲ့အိန္ဒိယမှာလူ63ဦးသေဆုံးတဲ့တရင်ကိုအရင်ဆုံးတင်ဆက်ပေးပါမယ်။နီပေါနဲ့အိန္ဒိချင်းအိန္ဒိယနိုင်ငံတို့မှာမိုးတဲထန်စွာရွာသွန်းပြီးမြေပြိုမှုရေကြီးမှုတွေဖြစ်ပွားခဲ့တာကြောင့်လူပေါင်း60ကျော်သေဆုံးခဲ့တယ်လို့အရာရှိတွေကတနင်္လာနေ့မှာပြောပါတယ်။ဝေးလံပြီးဆက်တွယ်ရခက်ခဲတဲ့တောင်တန်းဒေသမှာအဆက်တွယ်လေးပြတ်တောက်နေတဲ့သူတွေစီကေစီသမားတွေအပြေအလွာတွားရောက်နေကြပါဗျ မိုးတည့်ထန်စွာရွာသွန်းပြီးတောင်ကျရေတွေစီးဆင်းလာမှုကြောင့်ဟိမိုနာတောင်တန်းနိုင်ငံရဲ့ဒေသအများအပြားရေနှင်းမြုပ်နေပြီးမြစ်တွေလည်းရေရှမ်းနေပါတယ်။မိုးကြောင့်ဖြစ်ပေါ်တဲ့သဘာဝဘေးဒဏ်ကြောင့်အနည်းဆုံး43ဦးသေဆုံးခဲ့ပြီး5ဦးပျောက်ဆုံးနေတယ်လို့နီပေါ်နိုင်ငံအမျိုးသားသဘာဝဘေးဒဏ်လျှော့ချရေးနဲ့စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူမျိုးသမီးရှန်တီမဟတ်က AFP သတင်းဌာနကိုပြောပါတယ်။ အကြီးမားဆုံးထိခိုက်ခဲ့တဲ့နိုင်ငံအရှေ့ပိုင်းအီလမ် KI မှာမြေပြိုမှုကြောင့်အနည်းဆုံး38ဦးသေဆုံးခဲ့ရပါတယ်။မိုးတဲထန်စွာရွာသွန်းတာကြောင့်မြေပြိုမှုတွေဖြစ်ခဲ့ပါတယ်လို့အဲ့ဒီဒေသရဲ့ KI အရာရှိစုနီတာနီဘောကပြောပါတယ်။လမ်းတွေပိတ်ဆို့ကုန်တာကြောင့်ဒီနေရာတွေကိုရောက်အောင်သွားဖို့အတော်ခက်ပါတယ်။ကဲဆေးသမားတွေကခြေလင်းသွားနေရပါတယ်လို့သူကဆက်ပြောပါတယ်။မြို့တော်ခတ်တမနူမှာရှိတဲ့မြစ်တွေလည်းရေပြည့်နေပြီးကမ်းတစ်ဖက်ကမြို့ရွာတွေလည်းရေမြုပ်နေပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေကိုကူညီဖို့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုရဟတ်ရင်တွေမော်တော်ပုတ်တွေနဲ့ချထားပေးထားရပါတယ်။မြေပြိုမှုကြောင့်အဝေးပြေးလမ်းမအများအပြားပိတ်ဆို့သွားပြီးလေရင်ခီးစင်တွေလည်းပြတ်တောက်သွားခဲ့တဲ့အတွက်ဟိန်းနူဘာသာရေးပွဲတော်ဒါရှင်ကိုတွားရောက်ပြီးပြန်လာတဲ့ခီးသွားအများအပြားလမ်းတွေပေါ်မှာတောင့်တင်ပိတ်မိနေကြပါတယ်။ အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၊73စီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကိုတော့မြစည်းမဝိုင်းတော်သားကိုမြတ်သူရကစူးစီးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီသတ်မှတ်စေ2100ကျပ်ပြင်ပပေါင်စေ4060ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီသတ်မှတ်စေ1629.3ကျပ် ပြင်ပပေါင်စည်3156ကျပ်ဥရောပတရူတို့ကိုစစ်ကောင်စီတတ်မှတ်စည်1484.56ကျပ်ပြင်ပပေါင်စည်4890ကျပ်ဒိုင်းပတ်တပတ်ကိုစစ်ကောင်စီတတ်မှတ်စည်64.84ကျပ်ပြင်ပပေါင်စည်125.66ကျပ်မလေးရှားတမင်ကိကိုစစ်ကောင်စီတတ်မှတ်စည်498.95ကျပ် ပြင်ပပေါင်စည်968ချက်ပေါင်စည်ရှိပါတယ်ပေါ်ပြပါငွေလဲလဲနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရပြည်တွင်းရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုန်တဲ့အတင်းသတ်မှတ်စီ59သိန်း9000ချက်ပြင်ပပေါင်စည်80သိန်း2000ချက်15ဘဲတစ်ချက်သားကို ရွှေကုန်တဲ့အတင်းသတ်မှတ်စီ56သိန်း15625ချက် ြင်ပပေါ့စင်85သိန်း9000ကျပ်ပေါ့စင်ရှိပါတယ်ပေါ်ပြပါရွှေစင်းတုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73စီစင်းတုံးတွေကတော့ဒီဇယ်1လီတာကို2545ကျပ်ပရီမီယံဒီဇယ်1လီတာကို3135ကျပ်အောက်တိတ်92တလီတာကို2830ကျပ်အောက်တိတ်95တလီတာကို2895ကျပ်ပေါ့စင်ရှိပါတယ် ပေါ်ပြပါ73စီစဉ်တုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစောင်းစီစဉ်တုံးတွေကတော့စောင်းစီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စေ6585ကျပ်ပြင်ပပေါင်စီ1000ကျပ်ပေါင်စီရှိပါတယ်။ပေါ်ပြပါစဉ်တုံးတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။မြေစီမပရိုင်တိုင်းမြေစီမသတင်းစီစဉ်ကိုတင်ဆက်ပေးကြတာပါကြည့်ရှုအားပေးကြသူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ် ဒီကနေ့ကြာရောက်တဲ့သတင်းကျွလားပြည့်နေ့အခါတမရမှာမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံစွာနဲ့စိတ်ချမ်းသာကိုကျန်းမာရှိကြစေဖို့မြစည်းမသတင်းဌာနကနေတောင်းဆိုပြုလိုက်ရပါတယ်။မင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ကြပါစေခင်ဗျာ။ ニズマン電圧